ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့သွေးလွန်တိုးကွေးဖြစ်ပွားမှုမြင့်တက်နေပြီး9လအတွင်း၄ရောက်သေဆုံးကြောင်းသိရတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလတရက်မှမေလ10ရက်အတွင်းသွေးလွန်တိုးကွေးရောဂါဖြစ်ပွားလို့ကလေးငယ်၄ရောက်သေဆုံးခဲ့ရပြီးရောဂါဖြစ်ပွားမှုတွေမြင့်တက်နေကြောင်းစံမိုင်ဝင်ကြီးဌာနကအသိပေးထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတဝမ်းမှာအခုနှစ်9လအတွင်းသွေးလုံတုပ်ကွေးရောဂါဖြစ်ပွားသူကလေးပေါင်း160ကျော်ရှိအောင်ယောဂါဖြစ်ပွားမှုအစဉ်အလိုက်မှာပြင်းထန်အစဉ်လေးသတ်မှတ်ချက်နဲ့ဆေးရုံရောက်ရှိသူတွေများလာတယ်လို့ဆိုပါတယ်သွေးလုံးတုပ်ကွေးရောဂါနဲ့သေဆုံးရသူကလေးတွေကရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဖြစ်ကြပြီးဆေးရုံကိုရောက်ရှိလာတဲ့သွေးလုံးတုပ်ကွေးဖြစ်ပွားနေတဲ့ကလေးအများစုမှာသွေးသွင်းရမှုများနေတယ်လို့သိရပါဗျာ ကျမရင်းနှင်းအာဂါဇာဝန်ကြီးဌာနကယောဂအပြန်ပွားမှုဒါစီကာကွယ်ရေးစီမံချက်တွေလှုံ့ဆော်နေတယ်လို့တရင်ထုတ်ပြန်ဖော်ပြထားကြောင်းသိရပါတယ်ရှင်။